ါဟိုပါเนาะဒီသွားတွေစစ်ဆေးတဲ့အခါတွေမှာဆိုလို့ရှိရင်ကားတွေက license ကားကြီးတိုင်းထားပေးချထားမယ်အားတချို့မလိုလိုတွေကကျန်းဖက်တွေကနံပါတ်တွေမှတ်ထားမယ်ဒီနံပါတ်ကတော့ဘယ်နေရာမှာရှိပါလဲဘယ်နားမှာရှိပါလဲဒါဒီကားကတော့ဘယ်သူစီးပါလဲဘယ်ဝါစီးပါလဲဥပမာဆိုကြပါဆိုကောက်ဝတ်တော့ဆိုနံပါတ်ကောက်လဲလိုက်လို့ရတယ်เนาะနံပါတ်ကောက်လဲလိုက်လို့ရတယ်အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့စစ်ကောင်စီအုပ်ကထရဲ့ license မဲ့ကားတွေဖမ်းဆီးခိုင်းသည့်လုပ်ရက်ကိုကန့်ကွက်လိုက်တဲ့ပောက်ကူတော်ရုတ်တံကိုတင်ဆက်ပေးသွားမှာမူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာအဲမျိုးများအလုံးမင်္ဂလာပါဗျာဒီနေ့ကတော့၁ရက်၆လပိုင်း၂025ဖြစ်ပါတယ်ဗျာမကြခင်ပါလဲဒီနော်ဦးဇင်းတို့ရွေးကောက်ပွဲဆိုလဲဒါပြောရလို့ရှင်တော့စီအုပ်မှုတွေရွေးကောက်ပွဲပါတီတွေရဲ့ပုံရိပ်တွေ ဆိုင်ပေါ်မှာ Facebook တွေမှာ TikTok တွေမှာ YouTube တွေမှာတော်တော်များများတော့မြင်တွေ့နေရတာပေါ့နော်မြင်တွေ့မြင်တွေ့လာပြီပေါ့ဗျာเนาะပြည်သူတွေနဲ့ထိတွေ့လာပြီလို့ပြောပြည်သူတွေနဲ့ထိတွေ့လာပြီပြောတာပေါ့နော်ဘာလို့ပဲပြောလို့ရမှာပြည်သူတွေနဲ့ထိတွေ့လာပြီပေါ့နော်အဲ့ဒါဘာပြောပြောပါဘယ်လိုပဲဖြစ်ဖြစ်ဒီကောက်ပဲကြည့်အောင်မြင်မြင်နဲ့ကျင်းပါနိုင်မှုအောင်မြင်မြင်နဲ့ဒီစီနိုင်မို့ပဲဦးဇင်းတို့ကတော့ဟုတ်လားဆိုတော့ပါပဲဒါညွန်ပေါင်းဆိုရချုပ်တင်မှဖြစ်သွားမလားဘယ်လိုမှဖြစ်သွားမလဲဆိုတော့ဦးဇင်းတို့လည်းနိုင်ငံရေးအခြေအရအဲ့လောက်ညံမမီဘူးပေါ့ဗျာမမီတို့ကြောင့်ဒါတော့တော့နိုင်နေဘူး ဒါနဲ့ပါတီစုံဒီမိုကရေစီနော်ဘယ်လိုပဲဖြစ်ဖြစ်ပါညမောင်ကျော်အစိုးရဖြစ်ဖြစ်ပါတီစုံဒီဝိုင်းဖြစ်ဖြစ်အကုန်လုံးဖြစ်ဖြစ်ကြာဥစဉ်တော့ကျိုးစိုးတော့ဝမ်းတာလေနော်ဝမ်းတာလေအဲဒါနဲ့မဆိုင်ဥစဉ်တော့ဒီခုကောက်ဝတ်တောက်တွေမှာ6လပိုင်းတကယ်နေ့2025ခဲ့တကယ်6လပိုင်း2025ဆိုတော့ဒီနေ့ပဲကောက်ဝတ်တောက်တွေစခံမယ်လို့ဥစဉ်တော့ကြားသိရတယ်ဗျာနော်ကြားသိရဆိုလို့ရှိရင်ဝန်ထမ်းကားတွေတောင်မှမော်တော်ဘီကယ်ရဲ့မော်တော်ဘီကယ်တွေစီးတဲ့ချုပ်ဝတ်တောက်တွေတောင်မှအနည်းကမန္တလေးတိုင်းနော်ရေဘူးအကြီးဆုံးပေါ့ဒါကြီးကိုတိုင်မဲအေးတဲ့ ါတော့ကတော့မင်းတို့ကားကြီးပဲစဖမ်းရမှာပဲတဲ့အဲ့တော့ငါတို့လာဖမ်းတဲ့အခါမှာတော့မရှိဘူးဆိုတဲ့စကားတော့မပြောနဲ့တော့မရှိကတိုင်းနာမှာပဲတဲ့ခွန်နီးတူစာပဲဒီတန်တဲ့အရာတွေကိုလည်းအော်ရမမကားတွေဖမ်းတယ်အဲ့မှာထားလူတွေကားတွေဖမ်းတာမဖမ်းတာဥစဉ်ကမပြောလို့ဘူးမပြောလို့ဘူးဝန်ထမ်းကားတွေအကြောင်းကိုဥစဉ်နည်းနည်းလေးတောက်တက်ချင်ကြတာနော်ဝန်ထမ်းလေးကားတွေအဲ့တော့မော်တော်ပီကယ်တွေမှာတခါတလေလူကြီးခရီးစဉ်ရှိလို့ရှိရဲ့မော်တော်ပီကယ်တိုင်းကကားမစီးနိုင်ဘူးဗျ။ဒိုင်ဆင်ကတော့မပြောနဲ့မော်တော်ပီကယ်တိုင်းကားဝတ်တော့တော့မစီးနိုင်ဘူး။နော်။ကားဝတ်တော့တော့မစီးနိုင်ဘူး။ လူရည်သိသိရှိမယ်ရှိလို့ရှိရင်ဆိုင်ကယ်နဲ့ပြေးရမယ်ဆိုင်ကယ်နဲ့လာရမယ်အဲ့လိုဆိုင်ကယ်နဲ့လာတဲ့အခါမှာအန္တရာယ်များတယ်ဒီခက်ကအကျန်းဖက်တွေကမော်တော်မော်တော်ပြီးကြသေးဘာလို့နားမလဲဘူးနော် အန္တရာယ်များတယ်ဒါမြန်မာနိုင်ငံခမရမန်းလေးမြို့ကအေးချမ်းတဲ့အနေထားလည်းမရောက်သေးဘူးနော်အေးချမ်းသွားတဲ့အနေထားလည်းမရောက်သေးဘူးအကျန်းဖက်တွေလည်းမရှိလို့ရှိသေးတာပဲအဲ့တော့ဟုတ်ပြီမော်တော်ပြီးကြတွေမှာလည်းအန္တရာယ်ရှိတယ် အဲ့တော့မော်တော်ပြီးကဲဒီမှာတချို့ကရှိတဲ့ဟာတွေကားချပြီးမှလားကားထုတ်ပြီးမှလားမေးခွန်းအပြတ်ထောက်ရမယ်သိဟာအရင်ဒိန်းတွေအတွက်ဦးစင်းတော့ဟုတ်ပြီတိုင်းခရိုင်တို့ဒီမြို့နယ်ရဲစခိုင်းတွေတိုင်းခရိုင်တွေအကြောင်းကိုလည်းပြောမယ်တခါတလေဒီတိုင်းခရိုင်တွေမှာလည်းဆင့်ဖန်ရတဲ့အရာတွေရှိတယ်ဘယ်နေရာမှာမရှိရှိတဲ့ဘယ်နေရာမှာပါရှိတဲ့ဆိုဘယ်နေရာမှာဟိုဘာဖြစ်တဲ့ဆိုတွားရမယ်ဖမ်းရမယ်အဲ့ဆိုဒီတိုင်းခရိုင်နဲ့ကားနဲ့တွားရမယ်ကားနဲ့တွားလို့ရှိရင်ရုံးကားကိုတုံးရမှာလားစခိုင်းမြို့နယ်ကင်းရွာကိုစစ်ကြောင်းထိုးမီရှိုတီစစ်ကြောင်းကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှတအူးတေဆုံး စကိုင်းတိုင်းစကိုင်းမြို့နယ်မင်းကွန်းဒေတာကင်းရွာရှိပြည်သူပိုင်းနေအိမ်အလုံး20ခန့်ကိုမိရှုဖျက်ဆီးခဲ့သည့်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားတအူးတေဆုံးခဲ့ကြောင်းရတနာဘုံတအူးတာဝန်ခံကိုကီရီကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောကြားသည် မေလာ25ရက်နေ့ကစကိုင်းမြို့နယ်ကံကြီးကုန်းရွာမှာစစ်သားနှင့်ပြူစောတိအင်အားတရားခံသည့်ဆယ်တော်လေးကိုဖျက်၍မင်းကွန်းရဲစခန်းသို့ဝင်ရောက်ခဲ့ကြောင်းမေလာ28ရက်နေ့နဲ့6နာရီခန့်တွင်မင်းကွန်းရဲစခန်းမှစစ်သားနှင့်ရဲများပူးပေါင်းပြီးမင်းကွန်းမြို့မြောက်ဖက်ရှိကင်းရွာဘက်သို့ဆက်လက်စစ်ကြောင်းထိုးခဲ့ကြောင်းသိရသည် ရင်းတို့စစ်ကြောင်းထိုးလာသည့်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များ၅နာရီကြာထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတိုက်ပွဲချိန်ကြာမြင့်မှုကြောင့်တော်လှန်ရေးတပ်ဖွဲ့များကပြန်လည်စုဖွဲ့မှုပြုလုပ်နိုင်ရန်ခိတ္တဆုတ်ခွာခဲ့ရကြောင်းထိုတို့ဆုတ်ခွာချိန်တွင်အကြမ်းဖက်စစ်သားများကကင်းရွာထဲသို့ဝင်ရောက်ပြီးပြည်သူပိုင်နေအိမ်အလုံး၂၀ခန့်ကိုမိရှုဖျက်ဆီးခဲ့ကြောင်းသိရသည် ထိုစစ်ကြောင်းသည်ညနေ၄နာရီခန့်တွင်ကင်းရွာမှထွက်လာစဉ်ရတနာဘုံတပ်ဦးစကိုင်းခရိုင်တပ်ရင်းတဲစကိုင်းခရိုင်တပ်ရင်းနှစ်စုံလေးတို့ပူးပေါင်း၍ထိုစစ်စင်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများအထိနာပြီးမင်းကိုရဲစခန်းသို့ပြန်လည်ဆုတ်ပြေးသွားကြောင်း ရင်တိုက်ခိုက်မှုအတွင်းအကျန်းဖက်စစ်သား2ဦးသေဆုံးခဲ့ကြောင်းသိရသည်စခတ်2ဦးသေတယ်လို့သိရတဲ့ကြံလာကအတိအကျမသိရဘူးပြည်သူတွေဖမ်းဆီးခံရတာမျိုးလည်းမကြားမိပါဘူးကင်းရွာတရွာလုံးကစစ်ဆောင်နေရတယ်စကိုင်းမြို့နယ်ထဲမှာစစ်ဆောင်တွေကအရင်ကထက်ပိုတိုးလာတယ်ပွင့်လင်းရာသီမှာစစ်ကြောင်းထိုးထားတော့မြေပြင်မှာတကယ်တိုက်ပွဲဖော်ဆောင်နေတဲ့အဖွဲ့တိုင်းကိုထိထိရောက်ရောက်ကူညီပေးစီခြင်းပါတယ်ကျွန်တော်တို့အဖွဲ့မှာမဟုတ်ပါဘူးရုံကောက်တော့အချိန်ကရုံကမှာအဲ့ရုံမှာကတိုင်းခိုင်မှာကဘယ်နှစ်ရှိလိုင်စင်က ဘယ်နှစည်းရှိလဲအဲတိုင်းကယ်မှာရှိတဲ့ရဲတိုင်းမှာအဲ့ကားတွေကရှိတယ်လားဟုတ်ပြီရှင်းရင်တော့မှအဲ့ကိုကားရှင်းတော့မှအဲ့ကားကြီးနဲ့ license ကားကြီးနဲ့တွားပြီးခိုင်းရမှာလားအဲ့အကြက်ဖက်က license ကားကြီးကိုမှတ်ပြီးမှ license ကဘဘူးဘူးကဒီ license ကနံပါတ်ကြီးနဲ့ဘဘူးစီးပါလေဘဘူးစီးပါလေဆိုဘယ်လိုလုပ်မလဲဘယ်လိုလုပ်မလဲဟုတ်ပြီနောက်တစ်ချက်လာပါတယ်လေဖမ်းစီရတဲ့ကားရှိတယ်တွားရတဲ့ကားရှိတယ်ပြီးလို့ရတဲ့ကားရှိတယ်အဲ့ဒီကားကြီးနဲ့တွားပြီးမှ license ကားကြီးနဲ့ကို့မှာရှိတဲ့တချို့ license ကားကြီးနဲ့တွားရမှာလားအခုတော့ရှိတာပေါ့ဗျာနိုင်ငံတော်ကနေပြီးမှ တယ်အဲ့လိုဖမ်းဆီးနေရှိရတဲ့ကြောင့်ငါတို့ကားထုတ်ပေးမယ်ငါတို့မင်းတို့ကားနံပါတ်တွေဘယ်လိုလုပ်ပေးမယ်တဲ့ကားအစီးဘယ်လောက်ချပေးမယ်ဟောအော်ရင်သိမ်းနေအတွက်ငါတို့မန္တလေးမှာဆိုလို့ကားအစီး50ချပေးမယ်အာတိုင်းခရိုင်တို့တိုင်းခရိုင်မြို့နယ်စခန်းတွေအတွက်ကားအစီးငါတို့100ချပေးမယ်အာစားဖားတွေ SSP တွေဟိုဟာတွေအတွက်တော်လိုင်းတွေအတွက်ကားဘယ်လောက်ချပေးမယ်အပြည်လူစစ်တွေလည်းထုံနေတူစွာပဲပြည်လူစစ်တွေလည်းထုံနေတူစွာပဲလိုင်စင်ကားကြီးမစီးနိုင်ကြလို့မလို့လိုင်စင်ကားကြီးမစီးနိုင်လို့မလို့စီးနိုင်တဲ့ပြည်လူစစ်တွေရှိတယ်စီးနိုင်တယ်လည်းအဲ့ကားကြီးစီးသူမှမိသားစုအန်တရရှိတယ်သူတို့မှလက်နဲ့အပြည့်စုံရှိတာမဟုတ်ဘူးလက်နဲ့အပြည့်စုံခြေတန်းမှာပဲခံရတာဟုတ်ပြီခြေတန်းမှာ ဒိဋ္ခာသွားပို့မယ်စာရေးတော်ရေးသွားပို့မယ်ဒါလည်းခင်ဗျားတို့နောက်ကတန်ဖိုးမှုကကိုပြည်သူစီကိုပဲတစ်ခါလေဒိဋ္ခာသားစီရသွားပို့နေရတာအထောက်ပံ့မှုလားထောက်ပံ့လဲလုံလောက်လားမလုံလောက်ဘူးအဲ့ဒီခါသွားပို့တဲ့အခါဘယ်သူကဒါလေးကိုဘီယူဆိုင်လိုက်ပို့မှာလဲဒါဥစဉ်ကတုံးတက်ပြတာပဲနော်တုံးတက်ပြတာပါဥပဒေကိုတော့လေးစားပါတယ်ဥပဒေတိုင်းတကယ်လုပ်တယ်ဥပဒေတိုင်းတကယ်ဆောင်ရွက်တယ်ဆိုတော့ဥစဉ်တို့အနေနဲ့ဘာမှပြောစရာမဒါပေမဲ့ဒီချိန်မှာ ရအခက်အခဲရှိတယ်လို့ပဲဥစဉ်တော့တော့တုံးတက်ခြင်းတွေပဲเนาะဖန်စစ်စေးတွေသွားတဲ့အခါစစ်စေးတွေသွားတဲ့အခါဒါဟိုဟာပေါ့เนาะဒီခွာတွေစစ်စေးတဲ့အခါတွေမှာဆိုလို့ရှိရင်ကားတွေရလိုင်စင်ကားယူလိုက်ထားပေးချတာမယ်အားတချို့မလို့လူတွေရကြောက်ဖက်တရားနံပါတ်တွေမှတ်ထားမယ်ဒီနံပါတ်ကတော့ဘယ်နေရာမှာရှိပါလဲဘယ်နာမှာရှိပါလဲဘာဒီကားကတော့ဘယ်သူရှိပါလဲဘယ်ဝရှိပါလဲဥမာဆုံကြပါဆိုကားဝင်တော့ဆိုနံပါတ်ကောက်လဲလိုက်လို့ရတယ်နော်နံပါတ်ကောက်လဲလိုက်လို့ရတယ်အဲ့တော့ဥစဉ်တော့ကတော့ဒီချွန့်ချက်ဥပဒေကတော့ချွန့်ချက်ဆိုတာမရှိပါဘူးနော် ဘယ်လိုလဲသူကတုံးတက်တာလဲဥပဒေကဟုတ်လားညလမလာကြီးကိုယ်တိုင်ကာကျော်ကြီးကိုယ်တိုင်ဝင်းကျော်ကြီးကိုယ်တိုင်တတ်မှတ်တာဆိုတော့လဲဖက်တယ်ဗျာနော်အဲ့တော့ပြန်ပြီးမှမဲ့တုံးတက်မလားဘယ်လိုနေထားလို့မလဲနားလဲမှမလို့မလားနားလဲမှကတော့ဥစဉ်တော့လုံးမဲ့တော့မထင်ဘူးဗျာနော်အခုဒါတော့မှနက်စည်းဝဲတွေခေါ်ပြီးမှတော့မှကြက်ကြက်မက်မက်ဩနေပြီးတော့ဆင်းဖန်တာတွေဘာဖန်တာတွေတော့မှဥစဉ်တို့ကြားတီးရဒီကာဝတ်တောက်တွေနဲ့ပတ်တယ်ဒီမှာနော်အဲ့တော့ဘာပဲပြောပြောပါပြန်ကိုဝင်တန်းနေအတွက်ကတော့ ဝန်ထမ်းတွေအတွက်ကတော့အန်ဒီရေပုံများသွားပြီလို့ပဲဥစဉ်ကတော့တုံ့တက်ချင်ပါတယ်ဗျာနော်အန်ဒီရေပုံများသွားပြီနော်အဲ့တော့ယူဆိုင်ကြပါလို့ပြောမယူဆိုင်ပါလို့ပဲပြောတာလွယ်လို့ကျန်တာဥစဉ်တော့ကလည်းဒီလောက်ပဲနော်ခေါင်းကြီးတွေကတော့ဘယ်လိုလာအောင်လို့မတူဘူးပေါ့ဗျာနော်အဲအားလုံးတော်ပါပဲဗျာ